တနင်္သာရီတိုင်းမြိတ်ခရိုင်ပူလောမြို့နယ်တောင်ရကန်းကျေးရွာရှိပူလောမြို့မှရဲစခန်းကိုပြစ်ခတ်တိုက်ခိုက်ခဲ့လို့ဒူရဲအုပ်အပါဝင်2ဦးသေဆုံးက6ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပြည်သူ့ကောင်ကွယ်ရေးတပ်မတော်မြိတ်ခရိုင်အမှတ်1တရင်စီကသိရပါဗျ။ပူလောမြို့မှရဲစခန်းကဒူရဲအုပ်နဲ့ရဲတပ်သားတို့ဟာတောင်ရကန်းကျေးရွာအနီးကိုဂိတ်ချဖို့ထွက်လာစဉ်မေလ9ရက်နေ့မနက်6:00ခွဲချိန်မှာမြိတ်ခရိုင်အမှတ်1တရင်ကပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြစ်ခတ်တိုက်ခိုက်မှုကြောင့်ဒူရဲအုပ်နေစောအောင်နဲ့ရဲတပ်သားရဲထက်ပိုင်တို့တိတ်ဆုံသွားတယ်လို့သိရပါဗျ။ဒူရဲအုပ်နဲ့ရဲတပ်သားတို့နှစ်ဦးကလမ်းမှာကိတ်ချဖို့ပုံစံနဲ့ရဲစခန်းကနေထွက်လာကြတာ။အဲဒါကိုပြစ်တာပေါ့ဒူရဲအုပ်ကတော့နေရာမှာပဲပွဲချင်းပြီးတည်သွားတယ်။အဲ့ဒီချိန်မှာရဲတပ်သားကရဲစခန်းထဲဝင်ပြေးတာကိုထပ်ပစ်တာသူလဲတည်သွားတယ်။ပြီးတာနဲ့ရဲစခန်းထဲကကောင်တွေထွက်လာပြီးထပ်ပစ်ကြတယ်လို့ပြည်သူ့ကောင်ကွယ်ရေးတပ်မတော်မြိတ်ခရိုင်အမှတ်1တရင်ကပြန်ကြားရေးတာဝန်ခံ ရဲဘော်အာနုက ARD Times ကိုပြောပါရယ်အဲ့ဒီတိုက်ခိုက်မှုအတွင်းအပြန်လန်ပစ်ခတ်မှုမိနစ်30ခန့်ကြာမြင့်ခဲ့ပြီးလူရဲအုပ်ပါဝင်2ဦးသေဆုံးက6ဦးဒဏ်ရာရရှိခဲ့ပြီးသူတို့စီက G3 Rifle တလက် G200 တောင့်ကြီးပေါင်း2ခုလက်ကင်ဖုံး2လုံးရာထူးတစိမ့်တစုံ service bar တို့ကိုတင်စီရမိခဲ့တယ်လို့သိရပါဗျ။အထင်အသာသွားတဲ့စစ်ကောင်စီတပ်ဟာခလာယာ185တရင်က စပူပြင်ကျေးရွာဘက်ကိုလက်နက်ကြီးနဲ့15ချက်ခန့်ပစ်ခတ်ခဲ့ပြီးဒေသခံ9ဦးကိုလည်းဖမ်းဆီးသွားတယ်လို့ဒေသခံတွေစီကသိရပါတယ်။တုံလိုင်းတက်တွေလာတာသူတို့စစ်ကောင်စီတက်ကိုသတင်းမပေးဘူးဆိုပြီးဖမ်းသွားတယ်။အောက်ပေါင်းရွာသား9ဦးပါသွားတယ်။အခုညနေပိုင်းထိပြန်လွတ်မလာသေးဘူးလို့အောက်ပေါင်းကျေးရွာဒေသခံတူက ARD Times ကိုပြောပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်မြိတ်ခရိုင်အမှတ်1တရင်ကပြုလုပ်ခဲ့တာဖြစ်ပြီးအထိခိုက်မရှိစုခွာနိုင်ခဲ့တယ်လို့သိရပါဗျာ။